ဇလန်လေးရဲ့ဆမှာတော့အီနူဂါနဲ့ခိုင်းရဲ့ခေါင်းဆောင်တယောက်ချင်းစုံနေတဲ့ကောင်မလေးတွေကိုကြည့်ကအိုက်ဒိုယူးယူးနေခဲ့ပါတယ်။အဲချင်းသူ့ရဲ့တပည့်ရီဖြစ်တဲ့ရိုးရိုးဖွဲ့ကခန်းလိုက်တာကိုစောက်လွဲလှုပ်လာလို့သူကစိတ်တူသွားခဲ့ပါတယ်။ရိုးရိုးကသူ့ရဲ့ခြောက်တွေလက်တွေလက်ကိုပဲဖျက်ပစ်ပြီးအသက်ကိုချမ်းသာပေးဖို့တောင်းပန်နေချိန်ခေါင်းဆောင်ကတော့သူ့ကိုကြည့်ပြီးမဟာချန်စီကြီးကိုထုတ်နေခဲ့ပါတယ်။အဲနောက်သူကရိုးရိုးကိုမင်းတို့ကလူကောင်တစ်သေးသေးတွေပဲလို့ပြောပြီးအိုက်ဒိုတွေပဲလှုပ်ဖို့ပြောလိုက်ပါတယ်။ ထူးခြားတဲ့အမင်းကြောင့်ရိုးရိုးကနားမလည်ဖြစ်သွားချိန်ခေါင်းဆောင်ကတော့သူတို့ကိုရွေးချယ်စရာနှစ်ခုပေးခဲ့ပါဗါးအဲ့ဒါကတော့တက်ခံရပြီးနိုင်ပြီတမလားဆိုတာနဲ့ဖြတ်ဖောက်ချုပ်လုပ်ပြီးစင်မော်ကိုတမလားဆိုတာကိုပါဒါကိုကြားတော့လမ်းပြန်သွားတဲ့ရိုးရိုးသုံးအောင်သားအိုင်ရောဖြစ်လာဖို့ပဲရွေးချယ်ခဲ့ရပါတယ်အဲနောက်တစ်နှစ်ကြာမှတော့ရိုးရိုးကခေါင်းဆောင်ရဲ့ကောင်းမှုအကြောင်းပြုပြီးနမည်ကြီးတဲ့အိုင်ရောတွေဖြစ်လာခဲ့ပါတယ်သူတို့၃ယောက်ကဝက်ဝက်ခွဲအောင်မြင်လာပြီးပန်နေပါများလာခဲ့ပါတယ် အဲ့နောက်နားနေကမ်းမှာတော့အဲလီတယောက်စိတ်ပြက်လက်ပြက်ခင်နေပြီးဘာလို့တော့အောင်မြင်ရတာလဲလို့တွေးနေခဲ့ပါတယ်။မာရီကတော့သူ့ကိုချစ်စရာကောင်းအောင်ပြင်မိလိုက်တဲ့လူကိုမေတ္တာပို့သနေပြီးချီကာကတော့အရက်ကိုပလင်းလိုက်မော့နေခဲ့ပါတယ်။ဒီချင်းနေမြောက်ခင်မှာသူတို့ကနရဲလိုကြမ်းတမ်းတဲ့နေရက်တွေကိုလည်းဖျက်ဆီးခဲ့ရပါတယ်။ခက်ဖောက်ချုပ်လုပ်ပြီးပြန်လာတဲ့သူတို့ကိုသူကအားလုံးရဲ့စိတ်ထဲကယာကူဇာစိတ်တွေကိုဖယ်ရှားဖို့အတွက်ခန်းချင်းထဲမှာပိတ်ထားခဲ့ပြီးအိုက်ဒေါ်ခွေရီကိုရက်ဆက်ကြည့်ခိုင်းခဲ့ပါတယ်။ ဒါအပြင်ရေဒဂွန်အောက်မှာပါချင်းတွေကိုအော်ဆူခိုင်းပြီးအကကူပါလေ့ကျင့်ကားနေပါတယ်။ဒါကြောင့်ရလက်အနေနဲ့သူတို့ကပွဲဦးထွက်မာရင်ကိုအောင်မြင်မှုဦးမြင့်မောင်တွေကိုရလာခဲ့ပါတယ်။တစ်ဖက်မှာတော့ခေါင်းဆောင်ကဘေးနားမှာတန်ရှင်းရင်းလုံနေတဲ့ကောင်လေးကိုကြည့်ကအလုပ်စူးစမ်းဖို့ပြောနေခဲ့ပါတယ်။သူကတကယ်လို့စင်ပြေရင်အဲလီနဲ့နေရာလဲပေးမယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းအဲလီယာဒါကိုကြားတော့သူကခေါင်းဆောင်ကိုယ်တိုင်ရေးထားတဲ့ချင်းကိုဖျော်ဖြေပေးခဲ့ပါတယ်။ အဲ့နောက်သူတို့ကခေါင်းဆောင်ကိုတွားတွေ့ပြီးအဲလီကတော့သူ့ကိုစာကာဇူကီနဲ့နေရာလဲပေးမဲ့ကိစ္စကိုတွားတိုင်ပင်ပါတယ်။ဒါကိုကြားတော့ခေါင်းဆောင်ကအဲ့လိုလောက်ခွင့်မပေးနိုင်ဘူးလို့ပြောလိုက်တာကြောင့်အဲလီတောင်မျောလင်းချက်မဲ့ကခန်းထဲမှာပေါက်ကွဲနေခဲ့ပါတယ်။ဒါအောင်မြင်တော့အားလုံးကတားနေပေမဲ့အဲလီကတော့စိတ်ညစ်ညစ်နဲ့ပလေးလိုက်ဖြုံနေချိန်ခေါင်းဆောင်ကရောက်ချလာပါတယ်။ခေါင်းဆောင်ကရက်တော့နေတာကိုရက်ဖို့ပြောလိုက်ပြီးအိုင်ရောပီတာအောင်အချိုရေပဲတောက်ဖို့ပြောကညကိုလည်း9နိုင်ဆိုတာနဲ့အိတ်ခိုင်းလိုက်ပါတယ်။ အဲချိန်သူကဂလန်ဆန်လုံးနေတဲ့အဲလီကိုကန်ပစ်လိုက်ပြီးသူ့ရဲ့ခံစားချက်ကိုလည်းတွက်ပေးဖို့ပြောလိုက်ပါတယ်။နောက်ရက်မှာတော့ခေါင်းဆောင်ကသူ့ရဲ့အိုက်ဒေါ်တွေကိုပို့ပြီးလေ့ကျင့်ပေးဖို့ကီနိုရှိတာကိုငှားရမ်းခဲ့ပါတယ်။ကီနိုရှိတာကတော့ကောင်မလေးတွေကိုကြည့်ကတတ်မပါဘူးလို့ပြောလိုက်ပြီးတယောက်ယောက်ကကြိုးစွမ်းနေလို့လုံးနေလို့ဖြစ်နေတယ်လို့ပြောတော့အဲလီတို့ကအံ့ဩနေချိန်ခေါင်းဆောင်ကလည်းသူ့ကိုအစင်ပြေဘူးလားလို့မေးလိုက်ပါတယ်။ ခေါင်းဆောင်ရဲ့စကားကိုကြားတော့အားလုံးကအသက်ခံအမှကြောက်တာကြောင့်စင်ပြေချောင်းလိန်လိုက်ချိန်မိချောင်းမသားကီနိုရှိတာကအဲလီတို့ကပျော်လဲပျော်မနေသလိုချစ်စရာကောင်းအောင်လဲအတင်းလုံးနေရတယ်ဆိုပြီးရှာထရှိပါတယ်။ဒါကိုကြားတော့အားလီတို့သုံးအောင်ကကီနိုရှိတာကိုထပ်ပြီးစကားပြောဝင်ပေးနေရင်သူတို့မကြခင်နေဗန်ရောက်တော့မှကိုသဘောပေါက်သွားတာကြောင့်စကားဝိုင်းကိုဖြတ်လိုက်ပါတယ်။အဲနောက်မှာတော့ကီနိုရှိတာကသူတို့အားလုံးရဲ့ပုံစံတွေကိုပြင်ပေးဖို့လုပ်ခဲ့ပါတယ်။သူကပြောစရာတွေကိုတွေးခိုင်းပေမဲ့ အားလုံးမှာကပျော်စရာရှိနေလို့ကီနိုရှိတာတယောက်စိတ်ညစ်သွားခဲ့ပါတယ်။အဲညမှာတော့အားလီတို့ကမာကြောက်ဆုံးနေချိန်ကီနိုရှိတာကရောက်ချလာခဲ့ပါတယ်။သူကအားလုံးကိုသူ့ပုံစံအတိုင်းပြင်ပေးဖို့လုပ်ပြီးအားလီကိုတော့ခေါင်းဆောင်နေနဲ့အားလုံးကိုကာဝယ်ဖို့ပြောလိုက်ပါတယ်။မာရီကိုလည်းဆက်စူးစားပြီးနေဖို့ပြောပြီးချီကာဂိုတော့ကိုကိုကိုဖိအားရမ်းမပေးဖို့မှာလိုက်ပါတယ်။ဒါကအားလီတို့ရဲ့စိတ်ကိုထိခိုက်သွားစေခဲ့ပါတယ်။ နောက်ရက်မှာတော့တွေးစုံပွဲလုံးနေချိန်သူတို့ကိုလုံးရခပြားသွားစီခဲ့တဲ့တရားခံတော်တို့ကိုတွေ့ရလို့အားလီကစိတ်တုန်နေပါဗျ။ဒီတော့ဇော်ဘောငါတို့ဒုက္ခပေးသွားတာ။အဲ့ချိန်သူမတို့ကိုအားပေးတဲ့တယောက်ကဒါအောင်မြင်ပြီးတော်တို့ကအားလီကိုအနိုင်ကျင့်နေတဲ့ထင်ကတော်တို့ကိုဖမ်းဆီးခဲ့ပါဗျ။နောက်ပိုင်းမှာတော့ဒါကတရင်ကြီးဖြစ်သွားပြီးအာလီတို့ကတော့ဒီအချိန်ကြောင့်ဝေခွဲရခန့်နေခဲ့ကဇလန်လေးကတခမ်းရက်သွားခဲ့ပါတယ်။ဒါကတော့ Bestry Gay ရဲ့ Episode 1မှာဖြစ်ပြီး channel ပိုင်းတွေကိုဆက်လက်ကြည့်ရှုနေတဲ့ဆိုရင်တော့ channel လေးကို like and subscribe လုပ်ထားခဲ့ပြီးဖို့အတွက်ဘောတော်တို့အားလုံးကိုတောင်းဆိုချင်ပါတယ်ကျွန်တော်ကတော့ Barmy Skin Anti Cap ရဲ့ season 10ဆက်သူဖြိုးပိုင်မေးဖြစ်ပါတယ်